Hello အားလုံးပဲမင်္ဂလာပါ United 4 match ကနေကြိုဆိုပါတယ်ဆိုတော့ Liverpool တင်းရဲ့အကွင်းမှာ Manchester United ကရှင်ပြိုင်ကစားရမယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသက်ချက်ကျွန်တော်လုပ်ကြည့်အောင်ပါဆိုတော့ဒီပွဲမှာဘယ်တင်းကဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲအင်ရှင် Liverpool တင်းရဲ့ဘက်ကတော့ International Break မတိုင်ခင်၃ပွဲဆက်တိုက်ရှုံးနေတာတော့ဒီပွဲက เนาะကျွန်တော်ဒါပြန်ပြီးတော့ real လောက်ပြနိုင်မှရမယ်တုံပြန်ပြနိုင်မှရမယ်ဆိုပြီးတော့ Arnis Law က press conference မှာကျွန်တော်ပြောထားသလို Manchester United ရဲ့ဘက်ကလည်းမပြောင်းလဲသေးတဲ့နီးပြားဖြစ်တဲ့ Ruben Amorim နဲ့ရှစ်ဆက်သွားဖို့เนาะကြိုးပမ်းနေရတယ်ကစားမားတွေကအသင်းပိုင်ရှင်တွေရဲ့ဘက်ကတော့ Amorim ကိုယုံကြည်ထားစေဆိုပြီးတော့နီးပြားကို confidence ရှိစေမဲ့စကားတွေပြောအပြီးမှာ United အနေနဲ့ရောတကယ်အချင်းကြီးကောင်းအောင်လုပ်ပြနိုင်မလားပေါ့ဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးကျွန်တော်ကြည့်ရမယ်ဆိုတော့ကျွန်တော်ပွဲစဉ်ကျွန်တော်တို့ဘောနော်ခွန်ပါဆိုလို့ရှိရင် မန်ချက်စတာယူနိုက်တက်ကပုံစံကောင်းနေပြနေတဲ့ဆန်ဒလန်ကိုအိမ်ကွက်မှာ2-0ကိုမရှိဆိုတဲ့ရတဲ့အချိန်ကြီးကောင်းအောင်ကစားပြနိုင်ခဲ့တယ်လို့လီဗာပူးသင်းရဲ့ဘက်ကလည်းပဲချယ်ဆီကိုအဝေးကွက်မှာ2-0တကူးဆိုတဲ့ရတဲ့ကျွန်တော်ရှုံးနေတယ်။ဒါပေမဲ့လို့ဒီနှစ်သင်းရဲ့အနေထားကဇယားရက်တီမှုမှာတော်တော်လေးကိုခြားနားမှုကျွန်တော်ရှိတယ်ဗောနော်။လီဗာပူးရဲ့ဘက်ကတော့အဆင့်နှစ်မှာကျွန်တော်ပရီးမီးယားလိပွဲတွေနှစ်ပွဲဇက်တိုက်ရှုံးနေထားသည့်တိုင်အောင်ကိုပဲသူတို့ကအဆင့်နှစ်မှာရက်တီနိုင်သေးတယ်။ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာ အဲငါးပွဲကျွန်တော်တို့ဘောနော်ကျွန်တော်တို့ဒါလီလီဘာပူးတင်းရဲ့ဘက်ကကျွန်တော်တို့ဒါအနိုင်ရထားတယ်နှစ်ပွဲကျွန်တော်တို့ဘောနော်ဒါရှုံးနေထားတယ်ဘလို့ကွာတွေးနေအသက်ကဖြည်းဖြည်းချင်းကြီးလာပြီဆိုတော့ဟိုခမဖို့ဗါလေဒီပွဲကျော်တဲ့ချက်ဗီဒီယိုလုံရင်းတော့တွေးမိနေတာငါတနေ့တနေ့ဒီခန်းထဲမှာပဲလဲပက်လဲပက်နေငါခီးတွေသွားကျင်တာနော်ခီးတွေသွားကျင်တာကွာဘလို့လိုရမလဲဘလုံးပွဲအကြောင်းပြောရင်းနဲ့ကိုခေါင်းထဲမှာအော်လို့ငါဖြည်းဖြည်းချင်းအသက်ကလေးရတည်တယ်မလားနော်ဟို26 29ဖြစ်လာပြီပေါ့ အခုချိန်ကြီးလေဗောနော်လွန်ခဲ့တဲ့6နှစ်လောက်တော့အနေကြီးရင်ငါဘဲမှန်းလည်းမရောက်ဘူးဗောနော်ခီးရီသွားကျင်တာခီးရီသွားကျင်တာတွေးမိလာပြီငါတက်တည်းကြီးလာပြီကွာရုတ်တရက်စဉ်းစားမိလဲစိတ်တားညစ်တယ်ဒီလားစိတ်တားညစ်တယ်ငါလည်းအသက်တည်းလည်းဘာလို့မြင်ကြီးတနစ်ကိုတစ်ခါကြီးတယ်ကွာဒီလားအသက်ကငါလမ်းမချင်းရင်မကောင်းဘူးဘဲမှန်းလည်းမရောက်ဘူးဘဝဒီလိုနဲ့ဆုံးသက်သွားရင်တော့မကြိုက်ဘူးဆရာကြီးနော်နော်ဒီချိန်မှာမင်းကိုလို့ကျင်တာတွေမလို့ရပဲနဲ့နောင်တကြီးနဲ့အသက်ရှင်ရတာမျိုးတော့မကြိုက်ဘူး မြရခီးဒီဘာဒီနဲ့မြန်သွားနေကြတယ်တော့မသိဘူးခီးဒီသွားကျင်တော့ကလက်ခွန်းထဲမှာပဲเนาะဒါတော့တော့ sorry ပဲเนาะမြုပ်တည့်ရဆိုဝင်းလာလို့ဘယ်ရမှန်းမသိဘူးเนาะဆိုတော့ခုနှစ်ပွဲမှာ၅ပွဲကြီးကျွန်တော်နိုင်ထားတယ်နှစ်ပွဲကျွန်တော်ရှုံးထားပြီးတော့တိုက်စစ်က73ကိုရထားတယ်အဲခန်စစ်က9ကိုဒီပြန်ပြီးထားတယ်ပေါ့เนาะဆိုတော့ဒါဟာကျွန်တော်တို့ဒီ127 128ပေါ့เนาะကျွန်တော်ဒီအသင်းနေအထိကိုပဲသူတို့လို့ကိုးပြီးထားတာဆိုတော့သူတို့နဲ့ Chelsea ပဲကျွန်တော်ရှိတယ်။ Chelsea ကိုးကိုးပြီးထားရတယ်။ကျွန်တော်ဒါလေဘာအုပ်ကိုးကိုးပြီးထားရတယ်ပေါ့နော်။လေဘာအုပ်အနေနဲ့ အဲလက်ရှိမှာခန်းစစ်ကတော့ကျွန်တော်ကြည်နေစရာကောင်းတဲ့အနေအထားတစ်ခုတော့ကျွန်တော်ဟုတ်မနေဘူး။ဒါပေမဲ့ Manchester United ကအဆင့်30မှာရှိနေပါတယ်။ဆိုတော့ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲကျွန်တော်တို့ဘောနော်ဒီအနိုင်ရထားပြီးတော့တပွဲတည်းကြထားတဲ့၃ပွဲကြီးရှုံးနေထားတယ်။တိုက်စစ်က၉ကူပဲရထားပြီးမြဲခန်းစစ်က၁၁ကူထိပြီးထားရပြီးတော့အဆင့်၁ကနေပြီးတော့ဗောနော်အဆင့်၁၅အသင်းနေထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ goal difference မှာ minus 12တာဆိုလို့ Manchester United နဲ့ Leeds United ကျွန်တော်ကျွန်တော် sorry ပါ Aston Villa Fulham ဒါပဲကျွန်တော်တို့ရှိတယ်ကျွန်တော်တွေးကြည့်ရရင်အဆင့်7နှစ်ထိကိုပဲ goal difference မှာ minus ထွက်တာ United တစ်သင်းပဲရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါဟာ Ruben Amorim တွေ့တော့အချိန်ကြီးကကျွန်တော်ကောင်းမနေဘူးဗောနော်ဆိုတော့ဒီပေါက်နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရအောင် Liverpool ဘက်မှာဘယ်လိုပြောမလဲဒီပွဲကသူတို့အနေနဲ့အိမ်ဝင်နံပါတ်1အိမ်ဝင်လည်းဖြစ်တယ်ဗောနော်အိမ်ဝင်လည်းဖြစ်တယ်ဒီမတိုင်ခင်မှာသူတို့၃ပွဲဇက်တိုက်ဆိုသူတို့အဝေးကွင်းနေကြီးပဲပြိုင်ပွဲစုံဇက်တိုက်ရှုံးနေထားတာတွေလည်းကျွန်တော်ရှိတယ် ဲ့ဒီတော့လီဗာပူးကမင်းမင်းအာနစ်စတော့ press conference မှာပြောသလိုပဲမန်ချက်စတာယူနိုက်တက်နဲ့ပဲဖြစ်ဖြစ်ဘုံမောင်းနဲ့ပဲဖြစ်ဖြစ်ဆွမ်စီနဲ့ပဲဖြစ်ဖြစ်ဘလက်ဘန်နဲ့ပဲဖြစ်ဖြစ်ဗျာနော်ဘော်ဒန်နဲ့ပဲဖြစ်ဖြစ်လီဗာပူးတင်းဟာသုံးပွဲဆက်တိုက်ရှုံးနေအပြီးမှာတော့ဘယ်လိုအသင်းကိုပဲလက်ခံကစားကစားအန်ဖီမှာဆိုရင်နိုင်ပွဲရဖို့အတွက်သူတို့လှုပ်ပြနိုင်မှကျွန်တော်ရမှာနိုင်ပွဲရဖို့လီဗာပူးတင်းရဲ့ဘက်ကကြိုးပမ်းပြနိုင်မှကျွန်တော်ရမှာဆိုတော့ဒါကြောင့်ဒီပွဲမှာလီဗာပူးတင်းနေနဲ့ သူတို့ကြုံထားတဲ့ပြဿနာတွေလည်းကျွန်တော်ရှိပါတယ်။ဒါပါတော့ခုနောက်တန်းမှာဆိုလို့ရှိရင်ကိုနာတီးပါနိုင်မယ်လို့လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါပေမဲ့ကိုနာတီးကဒါပြင်သစ်လက်ရွေးစင်တင်ကနေပြီးတော့သူ့အနေနဲ့ပေါ့နော်။အဲနှုတ်ထွက်လာတာတွေကျွန်တော်ရှိတယ်။ဒါအပြင်ကျွန်တော်အနေနဲ့ဒီ Graven Bass တို့ပါလို့ဆိုလို့ရှိရင်လည်း Netherland ပွဲစဉ်တွေမှာဆိုလို့ရှိရင်ပထမပိုင်းမှာလူစားလဲရတဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်။ Frame Bomb ကအကောင်းဆုံးခြေသွမ်းကိုကျွန်တော်မတွေ့ရသေးသလို Dominic Suppose Line ကို Right Back ကိုထားကစားနေရတဲ့အခြေအနေမျိုးတွေလည်းကျွန်တော်အများကြီးတွေ့နေရတယ်။ ဝယ်ထားပါတယ်ဆိုတော့ Alexander Isak ကလည်းလက်ရှိမှာတိုက်စစ်မှာဂိုးမသွင်းနိုင်သေးဘူး Shugo Agadigi ကောင်းနေတယ်ကိုရီကဘိုကလည်းသူ့ရဲ့အကောင်းဆုံးပုံစံကျွန်တော်အမြဲတမ်းတွေ့ရတာမျိုးကျွန်တော်မဟုတ်ဘူးပူဆိုးတာကသူ့ရဲ့အဓိကကစားမဖြစ်တဲ့ Mohamed Salah ရုံးကန်နေရတယ်ဒီရဒီမှာဟွန်းအဲ့ကောင်မင်းတအားကိုချက်သေးလို့နဲ့ Salah အသီးလားကြိုက်တဲ့ပွဲမှာကြိုက်သလိုတိုင်ပတ်မင်းကိုရီနေဆိုလို့ရှိရင်အဲ့ကောင်ဂိုးကိုတအားသွင်းတာနော်အဲ့တော့ဒီဘက်မသွင်းလို့တော့မျောလင်းရမှာပဲ။ဒါပါလားအဲ့လိုမျိုးတွေသူတို့မှာရှိတယ်ပြဿနာတွေ။ဒါအပြင်ကျွန်တော်တို့က Florian VS ကလည်း ဘယ်လိုပြောမလဲ assist တွေ goal တွေမရသေးဘူးဆိုပေမဲ့လည်းလို့ဗောနော်အစင်ကပြေးနေတယ်တိုးတော်လည်းပဲသူတို့ data log ကြီးမှာတော့เนาะလက်ရှိဘောလုံးလောကကို data တွေနဲ့ကြည့်ကြတဲ့သူတွေဆိုလို့ရှိရင်တော့ Florian VS ကိုကျွန်တော်ဒါညံ့တဲ့ကစားမတစ်ယောက်လို့နော်တော်တယ်မှာမြင်ကောင်းမြင်မှာပေါ့လေတိုးတော်လည်းပဲ Florian VS ရဲ့ကျွန်တော်ကစားပုံကြီးက ဒါအများကြီးအချိန်ကြီးကောင်းနေပါပြီ။သူအသင်းပေါ်တွေက execute ကောင်းကောင်းလုပ်နိုင်မြင်ဆိုလို့ရှိရင်အဲ့ဒီ data တွေကတက်မလာစရာအကြောင်းမရှိဘူးပေါ့နော်။ဆိုတော့ကျွန်တော်ခြုံကြည့်ရင်လေပါဦးမှလည်းအကောင်းဆုံးပုံစံရှိနေတာတွေကျွန်တော်မဟုတ်ဘူး။အဲအဲ့ဒီ9ပွဲမှ9ပွဲစက်တိုက်နိုင်ငယ်တုံးကဆိုလို့ရှိရင်လည်းပဲသူတို့ရဲ့အကောင်းဆုံးပုံစံတွေကိုကျွန်တော်တွေးကြရတာမဟုတ်ဘူး။ဒါပေမဲ့လို့နော်ဟို comeback တွေပါတွေပြန်လာပြီးတော့သူတို့ဂိုးတွေပါတွေရတယ်နော်ကျွန်တော်သုံးမှတ်တွေပါတွေအပြည့်ရသွားတဲ့ပွဲစဉ်တွေကြီးပဲကျွန်တော်တွေးကြရတာ။ နော်ဒါပေမဲ့လို့ကျွန်တော်တို့ခုလက်ရှိနောက်ပိုင်းမှာကျတော့သုံးပွဲကြတဲ့သူတို့တိုင်ပတ်သွားတယ်ခရစ်စတယ်ပယ်လစ်ကိုရှုံးနေကလာတာဆာရီကိုရှုံးနေချဲလ်ဆီကိုသူတို့ရှုံးနေပေါ့ဒါပေမဲ့အခုလက်ရှိအိမ်ဝင်းအိမ်ဝင်းမှာတော့သူတို့တွေအဲ့ဒီဇက်တိုက်ရှုံးထားတာတွေကိုသူတို့တွေလုံးဝဆုတလို့ရက်တက်နိုင်ဖို့ကျွန်တော်လိုတယ်နောက်တစ်ခုကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်လို့ပေါ့ပြီးခဲ့တဲ့တစ်ခေါက်ကျွန်တော်တို့အမ်မိုရင်ရဲ့လက်အောက်မှာလီဗာပူးတင်းရဲ့ကွင်းကိုသွားကစားတုံးကတော့တော်တော်ကိုကောင်းတဲ့ performance ကိုကျွန်တော်ပြနိုင်ခဲ့ပြီးတော့ တူးတူးတရေကြခဲ့တဲ့အတောင်မှာကျွန်တော်စိတ်ပြက်ခဲ့ရတဲ့နေသားမျိုးထိကြုံခဲ့ရတယ်ဗောနော်ဒါပေမဲ့ဒါတွေကခြားနာသွားပါပြီခြားနာသွားပါပြီဆိုတာကမန်ချက်စတာစီးတီးနဲ့တော့ကလည်းကျွန်တော်ဒီတိုင်းပဲဒီဇင်ဘာလုံးကဆိုရင်မှတ်မှတ်ရရကျွန်တော်ဒီကမ္ဘောဒီးယားမှာလာမသိဘူးเนาะအဲလုံနေတော့ဗာလေဒီမန်ချက်စတာစီးတီးကိုကျွန်တော်ဒါ1 2ဆိုတဲ့ရလက်တင်နေကျွန်တော်နိုင်တယ်ဒါပေမဲ့တော့ဒီနှစ်လည်းတွားကစားသတိစီးနဲ့ရှုံးလာပြန်ရောဆိုတော့လီဗာပူးနဲ့အပွဲမှာလည်းပြီးခဲ့တဲ့နှစ်ကငါတို့တော့ဒီကောင်ဒီကွင်းမှာဒီလိုကစားထားရေးဆိုပြီးတော့ဒီနှစ်မှာလည်းဒါမျိုးထပ်ပြီးတော့မျှော်လင့်လို့ရကြမှာရမှာဒါပေမဲ့တေးကြတာတစ်ခုကတော့ United အနေနဲ့ပေါ့နော်အကောင်းဆုံးပုံစံမှာကျွန်တော်ရှိမနေဘူးအကောင်းဆုံးပုံစံမှာကျွန်တော်ရှိမနေဘူးနီးပြဖြစ်တည်ရဲ့ game plan ကလည်းဘာအပြောင်းအလဲမဲ့ထူးထူးခြားခြားမလုပ်တဲ့ခါကျတော့ပြိုင်ဘက်နီးပြတွေအတွက်ပြင်းရဆင်ရတာကတော်တော်လေးကိုလွယ်ကူတဲ့အနေထားမှာကျွန်တော်ရှိတယ်ဆိုတော့ကောင်းတာတစ်ခုကတော့လက်ရှိမှာဆိုလို့ရှိရင် United ရဲ့တိုက်စစ်ပိုင်းမှာ Ambumuru Lukzama တွေ Benjamin Sheshko, Matis Kunya, Mason Mount တို့ပြီးခဲ့တဲ့ရာသီကထက်ပိုပြီးတော့တိုက်စစ်အည်တွေးမြင့်တဲ့ကစားမတွေကိုကျွန်တော်တို့ဒါမြင်လာပြီကွင်းလယ်မှာဆိုလို့ရှိရင်တော့ဒါအားအနေဆုံးပဲ လီဗာပူးတင်းရဲ့ကွန်လေကိုရှင်နိုင်မှုကတော့ United မလွယ်ပါဘူးเนาะဒါအပြင် Win Bucks နေရာဒီမှာဆိုလို့ရှိရင်လည်းကစားမားတွေကပူပြီးတော့ဗောနော်ကျွန်တော်တို့ဖြည်းဖြည်းချင်းလေးအဆင်ပြေလာတဲ့အောင်ကျွန်တော်ပြစ်နေတယ်ပြဿနာကဒါကိုပဲ consistent မဖြစ်တဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်အဲခန်စစ်ကကျွန်တော်တို့နေနေဗောနော် ပုံဒီခန်စစ်ကိုသူတုံးလာပြီကိုသူမကလည်းပဲ lemons ကိုပဲဒီလိုပုံစံနဲ့စာပြီးဆက်ပြီးတော့သူပွဲထုတ်လိုက်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ Nibia and Morin နဲ့ United အတွက်ကကျွန်တော်တို့ကဘလို့ဖြစ်နေလဲဆိုတော့ consistent ကလုံးဝမဖြစ်ဘူးရလပိုင်နဲ့ပတ်သက်ရင်။ဘာလို့လဲဆိုတော့ကျွန်တော်တို့က အဲတပွဲနိုင်နေပေါ့နော်တပွဲနိုင်နေတပွဲတီးကြတယ်တပွဲရှုံနေနှစ်ပွဲရှုံနေနောက်ထပ်တပွဲလေးကျွန်တော်တီးကြလိုက်တယ်အာနာအဲ့ပွဲကျွန်တော်နိုင်ပြီဆိုတော့တပွဲနိုင်နေနှစ်ပွဲတီးကြတယ်နှစ်ပွဲရှုံနေနောက်တပွဲထပ်နိုင်နေနောက်တပွဲတီးကြတယ်နောက်နှစ်ပွဲရှုံနေဒါမျိုးပုံစံကြီးကျွန်တော်ဖြစ်နေတာ consistent မဖြစ်ဘူးဗျာတိလာနော်ရလက်တွေကအခုဒီမတိုင်ခင်ကဆိုလို့ရှိရင်လည်းကျွန်တော် central line ကိုနိုင်တယ်အဲ့ဒီမတိုင်ခင်ကကျွန်တော်ဘိုဘရန်ဖို့ကို3-1နဲ့ရှုံးတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဝရူဝါရတွေကျွန်တော်ဖြစ်ကုန်ပြီ ထားပါတော့ကျွန်တော်တို့လည်းရှိပထမဆုံးပွဲအာဆင်နယ်နဲ့ကျွန်တော်ရှုံးနေရှုံးနေတဲ့အခါကျတော့ဟာနော်ဟိုဘူလီဘမ်လည်းကစားပုံကောင်းခဲ့ပြီးမြဲပါညာပါညာပေါ့ယာတီစလည်းဖြစ်တဲ့အခါကျတော့အဲ့ဒါလည်းပြီးရောအဖူလန်ကိုတည်ကြတယ်တည်ကြတော့ဟာနီးပြကဘလူးဘင်ညာလေးကျွန်တော်ဖြစ်လာကြပြီးတော့ပြီးလည်းပြီးရောဂရင်းစဘီကိုရှုံးပြီးကျွန်တော်ထွက်ရတော့အခါကျတော့နီးပြကိုပြောင်းလဲတင်မီပါညာလေးဖြစ်လာပြန်ရောပရိသတ်ဒီရဲ့ဘက်ကလည်းတကယ်ပြောင်းလဲစီနေတာပြည်တနာကကျွန်တော်တို့ဒီနေပေါ့နော်ဘန်လီကိုနိုင်သွားတယ် အဲ့ဒီနိုင်သွားတဲ့ပွဲတော့ကလည်းဖျော်ဖေးရဲ့ဖြစ်တဲ့အမွေရင်ဆက်မရှိတဲ့တော့ဘူးဆိုတော့ပုံစံမျိုးတွေပြောလာကြပြီမဲ့အတင်းတောင်ရှူတွေဘက်ကဆက်ထားတော့အဲ့ဒါလည်းပြီးရောကျွန်တော်တို့ဘောနမန်ချက်စတာစီးတီးနဲ့ကစားရတယ်။ဒါဖြစ်လေကျွန်တော်3စီးနဲ့ရှုံးနေ။ရှုံးတော့ကကျွန်တော်မရဘူးဒီနည်းပြကားပေါ့။ပြီးလည်းပြီးရောကျွန်တော်ကန်ကောင်းထောင်းမှကျင်တော့အဲ့ပွဲရှုံးလိုက်ရင်ပူတော်ပြားများမဲ့အချိန်မျိုးမှာ Chelsea ကိုကျွန်တော်နိုင်တယ်။နော် Chelsea ကိုနိုင်ပြီးတော့ကျွန်တော်အနေနဲ့ဘောနဒါအဲ့ဒါလည်းပြီးရောကျွန်တော် Brandbo ကိုကျွန်တော်ရှုံးသွားပြန်ရော။ဆိုတော့ပြောပြောလာကြပဲမြည်အခုပြီးလည်းပြီးရော Sunderland ကိုကျွန်တော်နိုင်မြန်ရော။အခုလည်းပဲ Liverpool ပဲ။ နော်ရှုံးရှုံးမလားနိုင်မလားတီးကြမလားဘယ်လိုလဲမသိဘူးတီးကြတာတခုကတော့သုံးပွဲဆိုလို့ရှိရင် United ရဲ့နိုင်ပွဲရှုံးပွဲတည်ရီပွဲသုံးမျိုးလုံးတွေ့ရမယ့်နေထားမှာကျွန်တော်ရှိတယ်။ဘာလို့လဲ consistent မဖြစ်တဲ့ရလက်တီကိုကျွန်တော်အမြဲတမ်းတွေ့နေရတာ။ဒါဟာအခြေအနေမကောင်းဘူးပေါ့နော်။ဒါတွေကိုနည်းနည်း consistent ဖြစ်အောင်နီးပြဘက်ကကျွန်တော်လုပ်ပြနိုင်မှကျွန်တော်ရမှာ။ကစားမားတွေအနေနဲ့ရလာတဲ့အခွင့်အရေးတွေကိုကျွန်တော်နေနေပေါ့နော်။တကယ်တကယ်အသုံးချနိုင်မှကျွန်တော်ရမယ်။သူတို့မြန် United အတွက်နောက်ပိုင်းနှစ်တွေမှာ Anfield ကိုသွားကစားတဲ့အခြေအနေမျိုးမှာသုံးမှတ်အပြည့်နဲ့ပြန်လာရတယ်ဆိုတော့တအားကိုရှားလာပါတယ်။ ။ဒါဆိုတော့ဒီပွဲမှာလည်းလေပေါင်းတင်းရဲ့ဘက်ကလည်း၃ဘွဲ့တရက်ရှိဘွဲ့တွေရှုံးထားတယ်အဲ့ဒါကလေးကအဝေးကွင်းနေပဲဆိုတော့သူတို့အိမ်ကွင်းမှာတော့သူတို့ဖြစ်တယ်လို့ကစားမှာတော့မဟုတ်ဘူးဒါ၃ဘွဲ့တရက်ရှုံးနေအပြီမှာလေပေါင်းရဲ့ဘက်ကအမှန်ကန်ပြန်ပြီးတော့သူတို့တွေတုံ့ပြန်မှုကျူးမန်းလာမှာပဲဒါကူမန်ချက်စတာယူနိုက်တက်ဘယ်လိုတုံ့ပြန်မလဲကျွန်တော်ကြည့်ရမယ်လေပေါင်းကွင်းမှာတော့၃မှတ်အပြည့်ရဖို့ဆိုတာမျိုးကနောက်ပိုင်းနေမှာတအားရှာလာပြီးတော့မဖြစ်နိုင်တော့ကျွန်တော်တို့ဒါနဲလာပြီဒါအပြင်ဆာလာလူကစားမတွေကကျွန်တော်ကိုရီးယားတွင်ကိုအမြဲတမ်းတွင်းနေရှိတယ်ဆိုတော့ကျွန်တော်ထိန်းချုပ်ဖို့ကျွန်တော်ကျူးမန်းမယ်တစ်သိန်းလုံးကျွန်တော်ကောင်းနေမှာကျွန်တော်ရမယ် လီဗာပူးကွင်းမှာမန်ချက်စတာယူနိုက်တက်ဒုက္ခပေးနိုင်မလား၃ဘွယ်ဆက်တိုက်ရှုံးနေထားတယ်ကျွန်တော်အသင်းကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရမယ်ညီကလို့ရဒီဘွယ်မှာဘလူးရက်လက်တွေထွက်ပေါ်လာမယ်မြင်ကြပါလေဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်